မိတ်ဆွေဟာကိုယ့်ရဲ့အခြေရေးကိုယ့်ရဲ့ relationship အထိမှာအဆင်မပြေတဲ့အခြေအနေတမျိုးမျိုးကိုကြုံတွေ့နေရပါသလား အစီမပြေတဲ့အရှင်အနေဆိုတာကိုယ့်ရဲ့တစ်ဖက်လူကကိုယ့်စီကထွက်သွားတာသူနဲ့ပြက်နေတာပြီးတော့သူနဲ့စကားများရင်ဖြီးပြီးတဟဆာတာမရှိပြီးဖြစ်နေတာသူ့ဖက်ကအဆက်အသွေးတွေဖျက်ထားတာပြီးရင်သူကတခြားတစ်ယောက်နဲ့တွေ့ပြီးရင်တာတိယလူပါဝင်နေတဲ့ပုံစံမျိုးတွေရှိနေတာဒါတွေအားလုံးဟာအစီမပြေဖြစ်နေတဲ့အရှင်အနေဖြစ်ပါလေ ဒီဗီဒီယိုမှာပြောပြပေးမယ့်အချက်တွေကိုလိမ့်နာကြင်ကြင်ရှင်းအပြင်အဲ့ဒီလိုအဆင်မပြေတဲ့အခြေအနေအလုံးကိုပြောင်းလဲနိုင်တော့မှာဖြစ်ပါတယ်အရှိအနေအားလုံးပြောင်းလဲသွားပြီဆိုရင်တော့မိษွေရဲ့တစ်ဖက်လူဟာမိษွေနဲ့အတူတကွရှိနေဖို့တောင်းဆိုလာပါလိမ့်မယ်။အဲ့ဒီအချိန်မှာတင်တော့နှစ်ဦးစလုံးဟာယာနှုံပြေးအတူတကွရှိနေကြပါလိမ့်မယ်။ အခုအချိန်မှာမိတ်ဆွေဟာကိုယ့်ရဲ့တစ်ဖက်လူနဲ့အတူတူမရှိနိုင်ဘူးဖြစ်နေတယ်ဆိုတာကတစုံတစ်ခုကမိတ်ဆွေတို့နှစ်ဦးကိုအတူတူမဖြစ်အောင်တားဆီးထားတာပဲဖြစ်တယ်။နှစ်ဦးသားပျော်ရွှင်ရတာမျိုးတွေကောင်းမွန်တဲ့အချစ်ရည်တွေ relationship တွေကိုမရအောင်တစုံတစ်ခုခုကတားဆီးနေတယ်လို့ဆိုလိုပါတယ်။အဲ့ဒီအတားအဆီးဟာ energy ဘိန်းဆိုင်ရာ အတားအဆီးဖြစ်ပါတယ်။ ဒီတော့ energy ဘိုင်းဆိုင်ရာအတားအဆီးကိုဖြေရှားနိုင်ဖို့ energy ကိညီဖို့လိုအပ်တယ်ဒီလို energy ကိညီဖို့အတွက်ကိုယ့်ရဲ့ vibrational energy ဆိုတဲ့အရာကမြင့်မားနေဖို့လိုပါတယ်ကိုယ့်ရဲ့ vibrational energy တနည်းအားဖြင့်ပြောမေဆိုရင်တုံ့ခါမှုစွန့်ရင်မြင့်မားလေလေ ကိုယ်လိုရှင်တဲ့အရာနဲ့ energy ကိညီမှုစီကိုရရှိဖို့လွေကူလာလေလေပဲဖြစ်တယ် vibration နဲ့ energy မြင်မာလာတယ်ဆိုတာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအရှိအနေမြင်မာလာတာကိုဆိုလိုပါတယ်ဒီနေရာမှာတော့အဲ့ဒီ vibration နဲ့ energy နဲ့ပတ်သက်လို့အထူးအကြေတဝင်းမရှင်းပြတော့ပါဘူးစိတ်ပိုင်းဆိုင်ရာအရှိအနေမြင်မာတယ်ဆိုတာကိုယ့်ရဲ့စိတ်ထဲမှာပျော်ရွှင်မှုတွေကြည်နဲမှုတွေဝမ်းမြောက်ဝမ်းသာဖြစ်မှုတွေငြိမ်းချမ်းမှုတွေအဲ့ဒီလိုကောင်းမွန်တဲ့စိတ်ကူးစိတ်သည်တွေအတွေးတွေရှိနေတာဟာ vibration နဲ့ energy မြင်မာနေလို့ဖြစ်တယ် အဲ့ဒီတော့ vibration နဲ့ energy နိုင်နေတဲ့စိတ်ကူးတွေကဘာတွေလဲဆိုဒေါသစိတ်မနာလိုစိတ်ဝန်တိုစိတ်မုန်တီစိတ်အဲ့ဒီလိုမကောင်းတဲ့ negative အတွေးတွေနဲ့ရှိနေတဲ့စိတ်ကတော့ vibration နဲ့ energy မြင့်မားစေပါတယ်ဒါကြောင့်အချင်းချင်းနည်းနဲ့ပြောမိဆိုရင်တော့ vibration နဲ့ energy မြင်မာတွေ vibration နဲ့ energy ကြာစင်းတွေဆိုတာကိုယ့်ရဲ့စိတ်ကောင်းဝင်တာနဲ့ ကိုယ့်ရဲ့စိတ်မကောင်းတာနဲ့ပဲသက်ဆိုင်တယ်ကိုယ့်ရဲ့စိတ်ကောင်းဝင်နေတယ်ဆိုရင် vibration နဲ့ energy မြင်မှပြီးရင်ကိုယ့်ရဲ့စိတ်မကောင်းဝင်ဘူးဒေါသတွေထွက်နေတယ်မနာလိုဝန်တိုစိတ်တွေရှိနေတယ်ဆိုတဲ့အခါ vibration နဲ့ energy နိုင်ပါစေတယ်အဲ့ဒီတော့ vibration နဲ့ energy မြင်မှလာပြီးဆိုရင် ကိုလိုရှင်တဲ့အရာတွေကိုရဖို့လွယ်ကူလာတယ် vibration နဲ့ energy နိုင်လာပြီးဆိုရင်ကိုလိုရှင်တဲ့အရာတွေကိုရဖို့ခက်ခဲစေတယ်ဒီလောက်လောက်သိထားရင်တော့ အဆင်ပြေပါလိမ့်မယ်တော့ထင်ပါတယ်ဒီလို vibration နဲ့ energy မြင်မားစေဖို့ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့အတွေ့တွေရဲ့ vibration တွေကိုမြင့်တင်ဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့ vibration နဲ့ energy မြင်မားလေလေအဲ့ဒီကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့စိတ်တွေဟာကိုလိုရှင်တဲ့အရာနဲ့ပုံမှုပြီးရင်တဟဇာတာ ဖြစ်လာလေလေပဲ ။ဒါကြောင့်ကိုလိုရှင်တဲ့အရာတွေကိုရရှိဖို့ပုံမူရေကူလာလေးလေးပဲဖြစ်တယ်။ပြီးရင် vibrational energy မြင်မာနေတဲ့လူတစ်ယောက်ကအဲ့ဒီကိုနဲ့သက်ဆိုင်တဲ့အချစ်ရ relationship တွေမှာအဲ့ဒီအချစ်ရနဲ့ပတ်သက်လို့တွေ့ဝါတဲ့စိတ်ခင်စားမှုတွေရရှိပါလိမ့်မယ်။ကင်းမင်းနေတယ်မချစ်ဘူးအချစ်ကမချစ်ဘူးငါ့ကိုဘယ်သူမှ မချစ်ဘူးဆိုတဲ့စိတ်ခင်စားချက်တွေရှိမှာမဟုတ်ပါဘူး။ ဒီလို vibration နဲ့ energy မြင့်မားလာစေခြင်းဖြင့်ကိုလိုရှင်တဲ့ချစ်သူနဲ့ရာနှုံးပြည့်အတူတကွရှိစေမယ့်နည်းလမ်းကိုဒီဗီဒီယိုမှာဖော်ပြပေးလိုက်ပါတယ်နံပါတ်1အချက်ကတော့ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုရှင်းရှင်းလင်းလင်းသိထားဖို့လိုအပ်ပါတယ်။ဘလို့ပုံစံမျိုးလေးဆိုရင်ကျွန်ုပ်တို့အနေနဲ့ကိုလိုရှင်တဲ့ relationship မှာဘာကိုလိုရှင်သလဲဆိုတာကိုလုံးဝရှင်းရှင်းလင်းလင်းသိဖို့လိုတယ်။ဒါပေမဲ့လူအများစုက ကိုလိုရှင်တဲ့ချစ်သူအကြောင်းကိုပဲစဉ်းစားတယ်ကိုလိုရှင်တဲ့ relationship အကြောင်းကိုတိတ်ပြီးတော့မစဉ်းစားတဲ့ဖြစ်ကြတယ်အဲ့ဒါကြောင့်တစ်ဖက်လူကကိုယ့်ကိုဘလို့ဆက်ဆံတာကိုလိုရှင်တလေးဆိုတာကိုအရင်ဆုံးရှင်းရှင်းလင်းလင်းသိဖို့လိုအပ်ပါတယ် အဲ့ဒီလိုကိုလိုရှင်တဲ့ relationship ပုံစံမျိုးတွေကို ရှင်းရှင်းလင်းလင်းသိနိုင်ဖို့အတွက်စာရွယ်တွေနဲ့ရှာရေးလိုက်ပါ ကိုလိုရှင်တဲ့အရေးအသွေးတွေဇယိတ်လက္ခဏာတွေကိုစာရွယ်နဲ့ရှာရေးဖို့အရေးကြီးပါတယ်။ဒါပြီးဖြစ်ဖြစ်ကိုလိုရှင်တဲ့ရိုးသားမှုပုံစံသစ္စာရှိမှုတွေကို့အပေါ်ရှိခင်မှုတွေစိတ်အားထက်သန်မှုတွေကို့အတွက်အရေးကြီးတွေတော့ထင်ရတဲ့အရာတွေဘာပြီးဖြစ်ဖြစ် စာရွယ်ပုံမှာရှာရေးလိုက်ပါ။ ဲ့ဒီလိုရှာရင်းပြီးတဲ့အခါအဲ့ဒီအရာတွေဟာမိษွေမှာရှိနှင်းပြီးသားလို့သိပေးပါယုံကြည်ပေးပါဒီလိုပြုလုပ်လိုက်တာကို့အနေနဲ့ဘလို့ relationship မျိုးကိုလိုရှင်တလေးဆိုတာနဲ့ပတ်သက်ပြီးရင်အဲ့ဒီရည်ရွယ်ချက်တွေကိုတက်မဲ့ယုံတာမကပဲအပြုသဘောဆောင်တဲ့ရည်ရွယ်ချက်တွေကိုပါတက်မဲ့ဖို့အရေးကြီးတယ် တနည်းအားဖြင့်ပြောမေဆိုရင် ကိုလိုရှင်တဲ့ချစ်သူဒါမှမဟုတ်အဲ့ဒီလူနဲ့ relationship မှာဘာတွေလိုအပ်နေတယ်ကိုမှလိုအပ်ချက်တွေရှိနေတယ်ဆိုတာကိုအာယုံစိမ့်မင်းအစကိုရဲ့စိတ်ထင်းမှာကိုရဲ့ချစ်သူနဲ့အတူတကွမျှဝေခံစားဖို့လိုတဲ့အရာတွေကို အပြုသဘောဆောင်တဲ့ဂန္ဓာတွေနဲ့အာယုံစိမ့်လို့ရပါတယ်နံပါတ်2အချက်ကတော့ဘေချော်လိုက်ဇေးရှင်းဆိုတဲ့စိတ်ကူးရင်ပုံဖို့မြင်ရောင်ပေးဖို့လိုအပ်ပါတယ် ဗီဂျူလိုက်ဇေးရှင်းပြုလုပ်တာကကိုယ့်ရဲ့စိတ်စွန်းအားကိုအသုံးပြုတာဖြစ်တယ်။အဲ့ဒီတော့ကိုယ့်ရဲ့စိတ်ကူးစိတ်သွင်းတွေရဲ့စွန်းအားကိုနေ့စဉ်နေ့တိုင်းအသုံးပြုပေးဖို့လိုအပ်တယ်။ ဒီတော့ visualization ပြုလုပ်တဲ့ဟာဘလို့ပြုလုပ်ရမလဲဆိုရင်အဲ့ဒီကိုလိုချင်တဲ့ချစ်သူနဲ့ကိုဟာအတူတကွနှစ်ယောက်သားအတူတူရှိနေတယ်ပျော်ရွှင်နေတဲ့အရှိနေမှာရှိနေတယ်အဲတယောက်နဲ့တယောက်တူကိုတူအရင်ကိုချစ်ချစ်ခင်ခင်ရှိနေတယ်အတူတကွကောင်းမွန်တဲ့အချိန်တွေမှာရှိနေတယ်အဲ့ဒီလိုပုံစံမျိုးတွေကိုမြင်အောင်ကြည့်ဖို့အတွက်အချိန်ပေးပါ ီလိုစိတ်ကူးရင်ပုံဖော်မြင်ရောင်မှုတွေပြုလုပ်တဲ့အခါကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုထည့်သွင်းဖို့အရင်ရည်ကြည့်တယ်ဥပမာ ဆိုပါစို့ကိုကကိုယ့်ရဲ့ချစ်သူနဲ့အတူတကွာပင်လေကင်းရှိမှလင်းလျှောက်နေတယ်တော့စဉ်းစားလိုက်တယ်တယောက်နဲ့တယောက်လက်ချင်းချိန်ပြီးရင်လင်းလျှောက်နေတာဖြစ်တယ်အဲ့ဒီလိုလင်းလျှောက်နေတယ်တော့စဉ်းစားလိုက်တဲ့အခါသူကကိုယ့်လက်ကလေးကိုကိန်ထားတယ်ဆိုတဲ့ ထိတွေ့နေတဲ့အာယုံကလေးတွေကိုခင်စားပါမြင်ရင်နောက်တစ်ခါပင်လီကင်းချီမှာလင်းလျှောက်နေတာမို့လို့အဲ့ဒီပင်လီကလာတဲ့လေတွေတိုက်ခတ်နေတဲ့အသင်တွေကိုကြားရောင်ပေးပါမြင်ရင်ပင်လီမှာရှိတွေရှိနေတဲ့လှိုင်းလုံးတွေရဲ့လှိုင်းရိုက်ခဲ့တဲ့တွေရှိမိဒါလေးတွေကို ကြားအောင်ပေးပါပြီးရင်နောက်တစ်ခုကအဲ့ဒီပင်လီကင်းရှိနားမှာရှိနေတဲ့မုံဆိုင်တွေးမှာသွားပြီးရင် မုံသွားစားတွေပေါ့နော်အဲ့ဒီလိုစိတ်ကူးရင်လိုရတယ်ဒီလိုသွားစားတွေလိုစိတ်ကူးရင်တဲ့အခါအဲ့ဒီမုံရဲ့အရသာတွေအဲ့ဒီမုံနဲ့သက်ဆိုင်တဲ့မြင်ကွင်းတွေကိုခင်စားပေးပါဒီလိုအာယုံ၅ပါးနဲ့သက်ဆိုင်တဲ့စိတ်ကူးရင်မှုကိုပြုလုပ်တဲ့အခါကိုယ့်ရဲ့မသိစိတ်ကဓာတ်တွေဟာအမှန်တကယ်ဖြစ်နေပါတယ်လို့ယုံကြည်ဖို့ပုံမလွေကူစေတယ် ကျွန်ုပ်တို့ရဲ့မသိစိတ်ဟာဒါကအမေရိကန်ဖြစ်နေတာလားဒါကစိတ်ကူးရင်နေတာလားဆိုတာကိုခွေးချလို့မသိနိုင်ပါဘူးအဲ့ဒီစိတ်ထင်းမှာဖြစ်ပေါ်သမျှအရာတွေကို သူက လက်ခံယုံကြည်တယ်ပါတယ်ကိုယ့်ရဲ့စိတ်ထင်းမှာရှိနေတဲ့အရာတွေကို မသိစိတ်ကပုံမလက်ခံနိုင်သေးလေ Universe ကကိုလိုရှင်တဲ့အရာတွေကို မြင်မြင်ဆင်ဆင်ပေးလာနိုင်သေးလေပဲ နေမဲသုံးအချက်ကတော့ affirmation ဆိုတဲ့အတ္တိပြုစကားလုံးတွေရွတ်ဆိုရမှာဖြစ်တယ်။အဲ့ဒီအတ္တိပြုစကားလုံးတွေကလည်းအပြုသဘောဆောင်တဲ့အတ္တိပြုချက်တွေဖြစ်ဖို့လိုအပ်တယ်။ဒီတော့မိတ်ဆွေတို့အနေနဲ့ကိုလိုရှင်နေတဲ့အတ္တိပြုချက်တွေကို ဖန်တီးပြီးထက်တလေလေးရွတ်ဆိုပါ။ဥပမာ၊ "तू ကငါ့ကိုအရင်ချစ်နေပြီ။ तू ကငါ့အပေါ်မှာအရင်တစ္ဆာရှိတယ်။ तू ကငါ့ကိုအရင်ဦးစားပေးတယ်။" သူကငါ့ကိုအရင်ဆွေးလဲနေတယ်။သူဟာငါမရှိသေးနဲ့မနေနိုင်ဘူး။သူကငါ့ကိုအမြဲတမ်းတတိယနေတယ်။သူဟာငါနဲ့ဝေးကွာနေတဲ့အချိန်တိုင်းမှာသူငါ့ကိုအမြဲတမ်းလွန်ဆက်တန်းတားနေတယ်။သူဟာအချိန်တိုင်းအချိန်တိုင်းငါနဲ့အတူတကွရှိရှင်နေတယ်။စသဖြင့်ပေါ့နော်။ကိုလိုရှင်တဲ့ဝါကြားတွေကိုဖင်တီးပါ။အဲ့ဒီဝါကြားတွေဟာအပြုသဘောဆောင်တဲ့ကောင်းမွန်တဲ့ဝါကြားတွေဖြစ်ဖို့လိုပါတယ်။ အဖရမရှင်ရွေးဆိုဖို့ဥပမာပေးသွားတဲ့အခါသူသူဆိုတဲ့စကားလုံးတွေကိုတုံသွားတယ်အဲ့ဒီသူဆိုတဲ့နေရာမှာမိတ်ဆွေတော်အနေနဲ့ကိုယ့်ရဲ့ချစ်သူကိုကိုကဘလို့ခေါ်တယ်လဲအကိုလို့ခေါ်တာလားမောင်လေးလို့ခေါ်တာလားအမလို့ခေါ်တာလားမနီလို့ခေါ်တာလားမဖြူလို့ခေါ်တာလားစသဖြင့်ပေါ့နော်ကိုယ့်အနေနဲ့ခေါ်တဲ့စကားလုံးကိုတုံဆွေးပါနံပါတ်1အချက်ကတော့ emotional alignment ဖြစ်တယ် မြန်မာလိုဘာသာပြင်ပြီးပြောရမယ်ဆိုရင်တော့စိတ်ခင်စားမှုတဟားစားတာဖြစ်ရှင်လို့ခေါ်ပါတယ်စိတ်ခင်စားမှုကိတ်ညိတာပေါ့အဲ့ဒီတော့မိ쇠ရဲ့စိတ်ထင်မှာဘာဖြစ်ရမလဲဆိုရင်မိ쇠တော့နှစ်ဦးဟာနည်းနည်းချိန်ချိန်ပေါင်းစည်းထားတဲ့ချစ်ခင်စရာကောင်းတဲ့ဂတိသစ္စာရှိတဲ့ relationship တစ်ခုမှာအတူတကွရှိနေပြီးရင်အချိန်တိုင်းအချိန်တိုင်းမှာပုံမကောင်းဝင်လာတဲ့ပုံစံမျိုးခင်စားချက်တွေကိုမွေးမြူပေးပါ ချစ်ချင်းမေတ္တာတွေပျော်ရွှင်မှုတွေနဲ့စိတ်ကျေနပ်မှုတွေကိုခံစားပေးပါအရေးအကြီးဆုံးကတော့ဒီနေရာမှာ gratitude ဆိုတဲ့ကျေးဇူးတင်ခြင်းသဘောတရားကိုခံစားဖို့လိုတယ်ကျေးဇူးတင်ခြင်းဆိုတာကိုလိုရှင်တဲ့အရာကိုရရှိလိုက်လို့ကိုယ်စိတ်ထဲမှာပျော်ရွှင်သွားတာကျေနပ်သွားတာအဲ့ဒီလိုစိတ်ခံစားချက်တွေကိုဆိုလိုပါတယ် ဒီလိုကျေးဇူးတင်ခြင်းကိုခံစားနိုင်ဖို့ကို့မှာချီးမြှင့်မိတဲ့အရာတွေနဲ့ကို့ရဲ့ဘဝထေးကိုရောက်လာမယ့်အရာတွေအတွက်ကျေးဇူးတင်ခြင်းကို အလေးအထားအနေနဲ့ကျင့်သုံးဖို့လိုအပ်တယ်။ဘာဖြစ်လို့လဲဆိုရင်တော့ဘာဖြစ်စဉ်းစားစဉ်းစားဘာဖြစ်တွေ့တွေ့ဘာဖြစ်ပြော့ပြော့မိတ်ဆွေဟာကို့ရဲ့ဘဝကိုဖင်တီးနေတာဖြစ်တယ်။ကို့ရဲ့ဘဝကိုအကောင်အထည်ဖော်နေတာဖြစ်တယ်။ ဒါကြောင့်ကို့အတွက်ကောင်းမွန်တဲ့အရာအလုံးကိုအတိအမဲ့ပြုပေးတာတွေကျေးဇူးတင်တာတွေဟာကို့ရဲ့ vibration တွေကိုမြင့်တင်ပေးစေနိုင်တယ်ကျေးဇူးတင်ရှင်ထက်ပိုမိုပြီးရင် vibration မြင့်မားစေတဲ့အရာတွေမရှိဘူးလို့တောင်တွေးမိတယ်ကျေးဇူးတင်ရှင်သဘောတရားကိုလေ့ကျင့်ပေးခြင်းအပြင်ကို့ဘဝမှာကောင်းမွန်တဲ့အတွေ့အကြုံတွေကိုမြောက်များစွာခံစားရနိုင်ပါတယ် နေမင်းကားကတော့မိမိကိုကိုချစ်ချင်းနဲ့မိမိကိုကိုဂရုစိတ်ရှင်းဖြစ်တယ်။ဒါကလုံးဝမရှိမဖြစ်လို့အတဲ့အရာဖြစ်တယ်။မိမိကိုကိုတင်ဖို့ထားမှုကိုမြင့်တင်လိုက်တဲ့အခါကိုကိုတိုင်းကိုကိုကိုကောင်းဝင်တယ်တော့ခံစားရတယ်။မိမိကိုကိုလေးစားပြီးရင်ကို့အတွက်ကောင်းဝင်တဲ့အရာတွေကိုပြုလုပ်တဲ့အခါကိုဟာချစ်ချင်းမေတ္တာတွေပျော်ရွှင်မှုတွေဝမ်းမြောက်ဝမ်းသာဖြစ်မှုတွေအဲ့ဒီလိုကောင်းဝင်တဲ့အရာတွေကို ကိုဘွားသေးကိုမြောင်များစွာဆွေးငင်ညှို့ယူနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ကိုစီကချစ်ချင်းမေတ္တာတွေပျော်ရွှင်မှုတွေကောင်းမွန်တဲ့အရာတွေကို universe ကိုထုတ်လွှဲပေးနေလို့ပဲဖြစ်တယ်။ မိမိကိုယ်ကိုဂယုစိတ်တဲ့အခါဘာတွေပြုလုပ်ရမလဲဆိုရင်တန့်ရှင်းလက်ဆဲတဲ့အစာတွေကိုစားမယ်။ကောင်းမွန်တဲ့တန့်ရှင်းလက်ဆဲတဲ့လေတွေကိုရှုရှိမ့်မယ်။လိချင်းခင်လုံးမယ်။ကိုယ်စိတ်ကိုပျော်ရွှင်စေမယ့်အရာတွေဘေးအရာတွေကိုမဆိုပြုလုပ်မယ်။ကိုယ့်ရဲ့ဘဝတိုးတက်ရာတိုးတက်ကြောင်းတွေကိုပြုလုပ်မယ်။ personal development ပေါ့နော်။အဲ့ဒီအရာတွေကိုပြုလုပ်မယ်။အဲ့ဒီလို ကိုယ့်အတွက် ကောင်းမွန်စေတဲ့အရာုံတများတွေကိုလိမ့်လည်ပြုလုပ်ပေးပါ။နေမဲ၆ကတော့လှှှရှားတဲ့ဖို့လိုအပ်ပါတယ်။ ဘာတွေကိုလွှတ်ချရမလဲဆိုရင်ကိုယ့်ရဲ့မကောင်းတဲ့အတွေးတွေ negative emotion တွေကိုလွှတ်ချဖို့လိုတယ်မကောင်းတဲ့အတွေးတွေဆိုတာကိုယ့်စိတ်ထိပ်မှရှိနေတဲ့သင်တရားစိတ်တွေကြောက်ရွံ့စိတ်တွေမိမိကိုယ်ကိုမလုံခြုံတဲ့စိတ်တွေမနာလိုဝန်တိုတဲ့တဲ့စိတ်တွေဓာရီအကုန်လုံးကိုလွှတ်ချလိုက်ပါ ကိုယ့်ရဲ့စိတ်ထိပ်မှအပြုတ်သဘောမဆောင်တဲ့အတွေးတွေ emotion တွေစိတ်ခံစားချက်တွေအကုန်လုံးကိုလွှတ်ချဖို့လိုအပ်ပါတယ် ဒီလိုမကောင်းတဲ့စိတ်ခင်စားချက်တွေကိုလွှတ်ချပြင်ကိုလိုရှင်နေတဲ့ဘဝသေးပုံစံဇယ်လန်အသစ်ပုံစံကိုစဉ်းစားပါဒီလိုအချိန်မှာအတိတ်တစ်ချိန်တုန်းကကိုယ့်ရဲ့ပုံပြင်အဟောင်းတွေကိုတွေးတောစဉ်းစားနေတာတွေရှိကောင်းရှိနိုင်တယ်အဲ့ဒီလိုကိုမကြိမ်မနှစ်သက်တဲ့ပုံပြင်အဟောင်းတွေဟာကိုကောင်းထိမှရောက်ရှိလာတဲ့အခါဘလို့စဉ်းစားရမလဲဆိုရင်အခုအချိန်မှာငါ အဲ့ဒါမဟုတ်တော့ဘူးဒါတွေကအတိတ်တစ်ချိန်တုန်းက ဖြစ်ခဲ့တာအခုအချိန်မှာငါဟာစိတ်သစ်လူသစ်ဘဝသစ်စီကိုရောက်ရှိနေပြီဖြစ်တယ်ငါဘဝဟာအရင်တုန်းကတည်းပိုမိုကောင်းဝင်နေပြီဖြစ်တယ်အဲ့ဒီလိုပုံစံမျိုးမိမိကိုယ်ကိုပြောပြပါအတိတ်တချိန်တုန်းကကိုမကြိမ်းမနှစ်သက်တဲ့ပုံပြင်အဟောင်းတွေကိုတွေးပြီးစိတ်ထင်းမှာဝန်းနေတာတွေဒေါသထက်တာတွေကိုမဖြစ်ပေါ်စေပါနဲ့။ တိတ်ဆိုတာအတိတ်မှာပဲကျင့်ခဲ့ပြီဖြစ်ပါတယ်အခုမိတ်ဆွေဟာစိတ်သိလူသိဘဝသိကိုရောက်ရှိနေပြီဖြစ်တာမို့လို့အဲ့ဒီပုံပြအဟောင်းတွေကိုလေလွှတ်ရှားပေးဖို့လိုအပ်ပါတယ်နံပါတ်9အရှင်းကတော့ negative သဘောတရားတွေကိုရှောင်ကြဉ်ပြီး positive သဘောတရားတွေကိုဆောင်ရမှာဖြစ်တယ် နေဂတိသဘောတရားကိုရှောင်ကြည်ရေဆိုတာက ကိုယ့်အတွက်အပြုသဘောမဆောင်တဲ့လူပေးဖြစ်ဖြစ်အရာဝဲထုပေးဖြစ်ဖြစ်ပစ္စည်းပစ္စည်းရတွေပေးဖြစ်ဖြစ်ကိုယ့်အတွက် မကောင်းဝင်ဘူးဖြစ်စေတဲ့အရာအလုံးကိုရှောင်ကြည်ပါ positive သဘောကိုဆောင်ရဖို့ဆိုတာက ကိုယ့်အတွက် ကောင်းဝင်စေတဲ့အရာအလုံးကို ဆောင်ရမှာဖြစ်တယ်ကိုယ်အတွက်ကောင်းမွန်စေတဲ့ပစ္စည်းတွေကိုယ့်ကိုစိတ်ကြည်နေမှုဖြစ်စေတဲ့အရာအလုံးကိုကိုကဆောင်ယူရမှာဖြစ်တဲ့ဒါအပြင် ကိုယ့်ရဲ့စိတ်ခင်စားချက်ကို ကောင်းစေမင်းကိုယ့်ရဲ့မိတ်ဆွေတွေတငီရှင်းတွေနဲ့အတူတကွာနေထိုင်ဖို့ဆိုလိုပါတယ်မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပေါင်းသင်းတဲ့အခါကိုယ့်ရဲ့စိတ်ခင်စားချက်တွေကိုမကောက်ဖြစ်စေတဲ့လူပုပ်ကိုယ်တွေကိုရှောင်ကြည့်ပါကိုယ့်ရဲ့စိတ်ခင်စားချက်ကို ကောင်းမွန်စေပြီးရင် ကိုယ့်ကိုပျော်ရွှင်ပေးစေမင်းမိတ်ဆွေအပေါင်းအသင်းတငီရှင်းတွေနဲ့အတူတကွာနေထိုင်ပါ နောက်ဆုံးအနေနဲ့ပြောရမယ့်ဆိုရင် အခုပြောခဲ့တဲ့အချက်ခုနှစ်ချက်ကို ကောင်းဝင်စွာလိမ့်နာကျင့်သုံးခြင်းအပြင် ကိုယ့်ရဲ့တစ်ဖက်လူကိုယ့်ရဲ့ချစ်သူက ကိုနဲ့အတူတူရှိနေဖို့တောင်းဆိုလာပြီးရင် နောက်ဆုံးမှာကိုဟာကိုချစ်ခင်တဲ့သူနဲ့အတူတကွယာနှုံပြီးရှိနေပါလိမ့်မယ်တော့ပြောဆိုရင်ဒီဗီဒီယိုကိုနှီးကုန်းရှုပ်ပါလေဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်